မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရအထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးမှာစစ်တပ်ဘလောက်ထိသတင်းဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။2025ခုနှစ်မလ28ရက်စကိုင်းငလင်ကြီးကစစ်ကောင်စီထိန်းချုပ်ရာမြမပြင်းအလဲပိုင်းဒေသတွေဖြစ်တဲ့စကိုင်းတတဲဦးမန္တလေးမြစ်သားကျောက်ဆယ်ပြောပွဲနေပြီးတော့ပြင်မနာတာငူးစားတဲ့မြို့ရွာတွေတရှိနေစကိုင်းပြည်ရွေးတခြားစိုးစိုးဝဝထိခိုက်ခဲ့တာကိုတွေ့ရပါတယ်။အတီးပြုတ်စဲမပြည့်စုံသေးတဲ့သတင်းတွေရလူထောင်နဲ့ခြေသေးဆုံးပြီးထောင်နဲ့ခြေတရားတွေရခဲ့ပြီးအဆောင်ထောင်ပေါင်းများစွာပြိုကျ ပျက်စီးခဲ့တဲ့လန်ဒတာများစွာပျက်စီးခဲ့တာကိုတွေ့ရပါတယ်။ဒီငလင်သတင်းတွေမှာအရှက်သားအိုအိမ်များအထက်မြင့်အဆောင်များကွန်ဒိုများဘာသာရေးအဆောင်များရှေးဟောင်းဆောင်များစွာပါဝင်ခဲ့တာကိုသတင်းအနေနဲ့လူမှုကွန်ရက်ဒီမှာများစွာတွေ့မြင်နိုင်ပါတယ်။ငလင်တက်ရောက်တဲ့ဒေသမှာစကိုင်းမတန်ငူတီကီလိုမီတာ350ရှင်လျားတဲ့နေမြေတစ်လျှောက်ရှိမြို့ရွာများမှာဖြစ်ပြီးထိကျက်စီးမှုတွေများပြားခဲ့ပါတယ်။ အဆိုပါသခိုင်းမှာတောင်ငူတီမြို့ရွာတွေကစစ်ကောင်စီထိန်းချုပ်ရာနေမြေတွင်တည်ရှိပြီးစစ်ကောင်စီရဲ့စစ်ရုံးပါဝင်တိုင်ရင်တပ်ဖွဲ့များမှအခြေစိုက်ထားကြောင်းသိရပါရီဒါပေမဲ့လည်းအခုချိန်ထိစစ်ကောင်စီရဲ့သတင်းတွေအခြားသတင်းဌာနတွေလူမှုကွန်ရက်တီမှာစစ်တပ်ကအဆောက်အအုံများပြည့်စည်တဲ့သတင်းထပ်ပုံတွေမတွေ့ရသေးပါဘူးသတင်းအင်းဒီနဲ့လွတ်လပ်တဲ့သတင်းဌာနတွေမှာသတင်းချို့ပါလာတာကိုတွားတွေ့ရပါရီနေပြည်တော်မှာရပ်ဘတ်အုပ်ချုပ်ရေးဌာနတွေဖြစ်တဲ့သမရအိမ်လွတ်တော်ဝန်ကြီးဌာနနဲ့ဝန်ထမ်းအင်အားစာနာတို့ပြည့်စည်တဲ့သတင်းတွေလူမှုကွန်ရက်မှာတွေ့ရပါရီနေပြည်တော်စစ်ရုံးနဲ့ပတ်သက်ပြီးငလင်လို့ ချိန်စစ်ဗိုလ်ချုပ်များနဲ့အင်တာဗျူးနေတဲ့အဇာစီယာရှုပ်တန်ရဲ့ဗီဒီယိုဖိုင်ကိုလာလူမှုကွန်ရက်မှာတွင်ရပါတယ်စစ်ဘက်အဆောင်တွေနဲ့ပတ်သက်ပြီးလုံခြုံရေးတင်းကျပ်ထားပုံရပါတယ်ဒါပေမဲ့နေပြည်တော်တည်တဲ့အချိန်တပြိုင်နက်တည်းတိစောက်ခဲ့တယ်စစ်ဘက်အဆောင်တွေကမပြိုပြက်ပဲနေမှာတော့မဟုတ်တောင်ကုန်မှစကိုင်းကြားမှာအခြေစိုက်ထားတဲ့စစ်တပ်ရဲ့တရင်တပ်ဖွဲ့တွေကိုတွက်မယ်ဆိုရင်တော့နေပြည်တော် နေပြည်တော်မှာအလွယ်ပြောရရင်စစ်ရုံးချုပ်ရှိတဲ့ဗိုလ်ချုပ်များစွာရုံးထိုင်တဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးဒုတိယကာကွယ်ရေးဦးစီးချုပ်ရုံးကြီးရည်လေးကာကွယ်ရေးဦးစီးချုပ်ရုံးများ စီရင်ချုပ်စစ်တောက်ချုပ်စေဝနီချုပ်စင်ရဒုကန်ချုပ်စီရင်အရာရှိချုပ်လေးကျင်ရီလေးချောင်းရံစစ်ဖက်ရေးရလုံချုံရေးတပ်ဖွဲ့ဆရာဖာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစစ်စီစင်ရေးစစ်စင်ရေးနဲ့စီရင်စစ်ချုပ်ရုံစတဲ့ရုံများရှိပါတယ်ဒါအပြင် အမြောက်တုံးတန်ချက်ကဆက်သွင်းစောက်လုံရင်ပြည်သူဆက်ဆံရေးနဲ့စိတ်တက်စစ်စင်ရေးစတဲ့စေဦးစီးလက်ရုံဝန်ထမ်းတက်ရုံများဈေးဝန်ထမ်းပြန်လည်နေရာချထားရင်တတ်ထိန်တက်အင်အားဖြည့်တင်ရင်ငွေစင်းစတဲ့စီရင်ဝန်ထမ်းရုံများစီရင်ဂျင်နီယာထားဖို့ဆက်လက်နဲ့စတဲ့စစ်တပ်ဝန်ထမ်းများရှိပါတယ် တမရောကာကွယ်ဦးစည်းချုပ်ယုံကာကဦးကာကွယ်ဦးစည်းချုပ်ယုံကြီးကာကကြီးကာကွယ်ဦးစည်းချုပ်ယုံရေကာကရေကာကွယ်ဦးစည်းချုပ်ယုံလေကာကလေ စီရီကျုံယုံကကရေးစတောင်ကျုံယုံကကထောက်တမတော်စစ်စင်ရေးအရာရှိကျုံယုံကကစင်စစ်ရာဒုကန်းကျုံယုံကကထူစစ်ဥပဒေကျုံယုံကကဦးစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ဆာယခလေးချောင်းရံကကွေတပ်ဖွဲ့အရာရှိကျုံယုံ လာယခတမတော်လေးချင်းရေးအရာရှိကျုံယုံ လာကခကကွေပစ္စည်းထုံးလုံရေးအရာရှိကျုံယုံကကထောက်တမတော်ကြီးကြီးလေးစစ်စင်ရေးနဲ့စင်ရင်စစ်ကျုံယုံတာဆာဆာအမြောက်တပ်ဖွဲ့ညွန်ကြားရေးမှုယုံကကမဒုံးတပ်ဖွဲ့ညွန်ကြားရေးမှုယုံကကတော့ဆက်သွယ် ညွှန်ကြားရေးမှူးရုံးကကဆန်၊တန်ချက်ကရန်နီယာတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကကသန်၊အထူးဆောင်လုပ်ရေးညွှန်ကြားရေးမှူးရုံးကကဆောင်၊ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ထက်စစ်စင်ညွှန်ကြားရေးမှူးရုံးကကပြည်စားတဲ့ရုံးဌာနများစွာရှိသလိုဝန်ထမ်းများနေထိုင်ရာအဆောင်ထောင်ထဲချီရှိတယ်လို့သိရပါဗျ။ဒါအပြင်နေပြည်တော်မှာနေပြည်တော်တိုင်းစစ်ဌာနချုပ်စကကခ6ဌာနချုပ်၊လင်းရင်ကွင်းတစ်ခုနဲ့ကာကွယ်ပစ္စည်းဆက်ရုံကပ္ပစဆက်ရုံနှစ်ရုံရှိပါတယ်။လင်းရင်ကွင်းကတော့အဆောင်များပြည့်စည်တော်လဲတပတ်အတွင်းပြန်လဲအသုံးပြုနိုင်ပြီးကပ္ပစဆက်ရုံတွေကတော့မနစ်ကရေးကြီးစဉ်ကလေးကပြန်လဲလက် ပတ်နိုင်ဖို့လုံပန်းနေရဆဲဖြစ်တယ်လို့သိရပါဗျ။တောင်ငူတောင်ငူမှာတောင်မနိုင်စထာနာကျောင်းနဲ့လက်အောက်ခံတိုင်ရင်တပ်ဖွဲ့များအခြေစိုက်ပြီး၄တက်စကန်တခုရှိပါတယ်။မိထီလာမိထီလာမှာတော့တမ69ဌာနကျောင်းနဲ့လက်အောက်ခံတိုင်ရင်နေပြင်လက်ယုံတပ်ဝန်ထမ်းတပ်များအခြေစိုက်ပြီးတပ်နယ်အဖြစ်သတ်မှတ်ထားတဲ့တမျိုးတမျိုးဖြစ်တဲ့ရှမ်းတဲမှာ၄တက်ဌာနကျောင်းစကန်ရှိပါတယ်။ မန္တလေးမန္တလေးမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခပင်မလက်နဲ့ခရက်နဲ့လပခလက်အောက်ခံတိုင်ရင်တပ်ဖွဲ့များအခြေစိုက်ပါတယ်။တတအုံးမှာရပ်ဖက်လင်းရင်ကွင်းရှိပြီးစစ်လင်းရင်တပ်ဖွဲ့များလည်းအခြေစိုက်ပြီးလေကြောင်းစစ်စင်ရေးပြုလုပ်တဲ့သခိုင်းသခိုင်းမှာတမ33ဌာနချုပ်နဲ့လက်အောက်ခံတပ်များအခြေစိုက်တဲ့ဒါကြောင့်သခိုင်းကလင်တက်ရောက်တဲ့ဒေသမှာစစ်ရုံးချုပ်နဲ့အဓိကစစ်ဘက်ဆိုင်ရာရုံးများတိုင်းစစ်ဌာနချုပ်၃ခုတမဌာနချုပ်၂ခုနဲ့စကကဌာနချုပ်တစ်ခုရှိပါတယ်။ဒါကြောင့်ရုံးဌာနနဲ့ဝန်ထမ်းအင်အားထောင်ကနက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ စစ်တပ်မြေများထိခိုက်ပျက်စီးမလဲလက်တလုံးငလျင်တန်းခံရစေကင်စင်းလှုပ်ဆောင်နေရစေကာလဖြစ်တဲ့အပြင်ဆက်သွင်းပြတ်တောက်ခြင်းသတင်းမှောင်ချခြင်းတို့ကြောင့်စစ်တပ်ဘလောက်ထိထိခိုက်တယ်ဆိုတာကိုတော့အသေးစိတ်သိဖို့ခက်ခဲနေစေဖြစ်ပါတယ်။တနိုင်ငံလုံးတိုင်းနာရအီဗီလာရှိရနေမနက်ပိုင်းထိစစ်ကောင်စီထုတ်ပြန်ကြမ်းရ3600တည်ဆုံ9018ဦးထဏ်ရရပြီးပျောက်ဆုံးသူ160ရှိရလို့သိရပါတယ်။အဆိုပါငလျင်ကြီးကြောင့်ငလျင်တန်းတဲ့ဒေသတွေမှာနေအဆောင်ပေါင်း2000ကျော်ပြိုကျပျက်စီးခဲ့ပြီးအဲ့ဒီအဆောင်တွေထဲမှာဌာနဆိုင်ရာရှုံးများလဲထောင်နဲ့ချီပြီးပါဝင်နေလို့ သိရပါတယ်။ဒါအပြင်စေယုံစေကန်90နီးပါးလည်းပြည့်စည်သွားပါတယ်။ဒါပေမဲ့လည်းနေပြည်တော်ရှိတမရအိနော်ဝန်ကြီးဌာနရုံးများဝန်ထမ်းအင်အားများနဲ့အခြားအဆောက်အုံများပြည့်စည်မှုကမနည်းလာပါဘူး။ငလင်ကျောင်းနေပြည်တော်ဥတ္တရတီမြို့နယ်မှာဥတ္တရတီနီစေယုံကြီးပင်လင်းစေယုံအုပ်စုအပါဝင်ဟိုတယ်နဲ့ ဈေးဝယ်စင်တာများကဲ့သို့ကြီးမားတဲ့အဆောင်တချို့ပြိုကျပြတ်စင်ခဲ့ပါတယ်။ဥဒရတီနီစီယုံကြီးဆိုရင်တုံးထက်အဆောင်ကြီးရဲ့အောက်ဆုံးထက်ကမြင်းကြီးရဲ့ဒီနေဝင်သွားခဲ့ပြီးနှစ်ထပ်သာကျန်မာတော့တယ်။နေပြည်တော်ရှိဝန်ထမ်းအင်အားများဝန်ကြီးဌာနရုံးများစွာပြိုကျပြတ်စင်မှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်ဝန်ထမ်းများနဲ့မိသားစုဝင်တွေလည်းတိုက်စုံမှုတွေရှိကြောင်းသတင်းတွေမှာသိရပါတယ်။ စစ်တပ်ပြက်စီးနဲ့ပတ်သက်ပြီးသတင်းဌာနကနေပြည်တော်စင်ယုံအောင်မှလေးဝတ်တဲ့စောက်ထားတဲ့ကုတ်ကဲမှုရုံနေရာတွေလည်းမလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်နေပြည်တော်ရဲ့လူဝတ်ဥမြင်လိုင်ကောင်းတွေလို့တည်ကြတဲ့အဲ့ဒီနေရာကိုငလင်းလုပ်ပြီးရဲ့နောက်ပြင်ပကနေတာလုံခြုံရေးယူထားပြီးဆက်သွယ်ရေးပျက်စီးများကိုတော့ရှားသလောက်ထုတ်လိုက်ကြစီးသတင်းအရင်မြစ်တွေစီကတည်ရပါတယ်မြေအောက်ဦးမင်တဲမှာရုံး၅ရုံးစာအတွက်အစင်သိန်းရုံးထိုင်နိုင်ပြီးတိုင်းစစ်ဌာနချုပ်များနဲ့ဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်ထားတယ်လို့တည်ရပါတယ်စားနပ်ရိက္ခာရှိနေအောက်ဆီဂျင်မှာ ဒူယာကနန်းအတွက်အသင့်ပြင်ထားတဲ့လျှို့ဝဲကုတ်ကဲမှုဌာနချုပ်ကမြေအောက်မှာဥမင်များကတဆင့်စင်ယုံနဲ့စစ်တပ်ရဲ့ထိတ်တန်းခေါင်းဆောင်၃ယောက်ရဲ့နေအိမ်တွေကိုချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။ တရုတ်မြောက်ကိုရီးယားနည်းပညာတွေအတုံးပြုပြီးငွေချင်းအကုန်ကြကန်ဆောက်ထားတဲ့မြေအောင်ဥမင်သားမကစစ်တပ်နဲ့နီးစပ်တဲ့ခရိုနီကုမ္ပဏီတွေကိုကန်ထရိုက်ပေးပြီးဆောက်ခိုင်းထားတဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံများစစ်အင်ဂျင်နီယာတပ်မှဆောက်လုပ်တဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံများကလည်းအရက်ဖက်ဝင်ကြီးဌာနအဆောက်အုံတွေလိုပဲအများအပြားပြိုကျမှအသေးစားတလို့ရှိပါတယ်။ဒါအပြင်ငလင်တန်းကျောင်းမန္တလေးနယ်တွင်လည်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခရဲ့အဆောက်အုံများစွာပြိုကျခဲ့ပြီးသေဆုံးဒဏ်ရာရသူအများအပြားရှိတဲ့တဲ့င်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒဏ်ရာရသူနေရာကျော်ကန့်ရှိတယ်လို့တဲ့င်းတွေထွက်ပေါ်နေပါတယ်။ ားပါခဌာနချုပ်ရှိရာမန္တလေးနယ်တွင်နေရှိစစ်တပ်အဆောင်နေပြင်းစစ်ကြောင်းရေးအထောက်ဆောင်တွေလည်းပြိုကျခဲ့ပြီးနန်းတွင်းမှာရှိတဲ့အဆောင်တွေရဲ့85ရှာကိုင်းနှုန်းကပြိုကျခဲ့တယ်လို့သိရပါဗျ။ဒါအပြင်သခိုင်းတက်မ33ဌာနချုပ်မိထီလာရှမ်းတဲလီတက်စခန်းတို့မှာအဆောင်များပြိုကျသလိုစစ်သည်များထိခိုက်ဒဏ်ရာရတဲ့တရင်များတိဆုံတဲ့တရင်များတစားတစားကြားသိလာပါဗျ။စစ်တပ်စီဒီအရာရှိများရဲ့ပြောကြားချက်အရအဆိုပါငလင်လုတ်တဲ့နေဟာတရင် တပ်ဖွဲ့ဌာနချုပ်တင်မှာဒါဘာပွဲပြုလုပ်ဖို့လူစုထားတဲ့နေ့ဖြစ်လို့အဆောင်ပြုကြလို့ထိခိုက်သေးဆုံးတန်ရာရသူများပြားမှုရှိရလို့ဆိုပါရယ်စစ်တပ်ကသတင်းမှောင်ချထားပြီးကာကွယ်ဖို့ကြိုးစားနေတော့လေစကိုင်းကလင်ကြီးမှာကြီးကြီးမားမားထိခိုက်မှုရှိတာကိုတော့ညင်းပယ်လို့မရအောင်အဆောင်ပြည့်စည်မှုမရှိတဲ့စစ်လက်နက်ခရမ်းထုတ်လုပ်တဲ့ကပ္ပစဆက်ယုံနေတာမှလည်းစစ်မီပြတ်တာမှုကြောင့်ဆက်ယုံလက်ပတ်ရမှုတွေရက်အနည်းငယ်ရပ်တန့်ခဲ့ရတယ်လို့ဆိုပါရယ် လက်တလုံးဖြစ်ပွားခဲ့တဲ့စကိုင်းကလင်ကစစ်ကောင်စီအထက်ထိန်းချုပ်ထားတဲ့နေရာတွေမှာဖြစ်ခဲ့ပြီးအမျိုးသားညီညွတ်ရေးဆိုရ NUG PDN နဲ့တိုင်းသားတော်လှန်တပ်ဖွဲ့များထိန်းချုပ်ရာဒေသတွေမှာထိခိုက်မှုနှေးပါခဲ့တဲ့ဒါကြောင့်ဒေသခံလူထုသာမက PDN တွေဦးအင်အားစုများနဲ့တိုင်းသားတော်လှန်တပ်ဖွဲ့တွေကပါထိခိုက်မှုနှေးပါခဲ့ပါတယ်စစ်ကောင်စီထိန်းချုပ်နေမျိုးတွေမှာလူထုထိခိုက်မှုကြီးမားခဲ့တယ်လို့အဲ့ဒီဒေသတွေမှာအခြေစိုက်ထားတဲ့စစ်တပ်အဆောက်အအုံများစွာလည်းထိခိုက်ခဲ့တယ်နေပြီးတော့တခုထဲမှာပဲဌာနဆိုင်ရာအဆောက်အအုံ2000ကျော်နဲ့ဝန်ထမ်းအင်အား800ကျော်ပျက်စီးတယ်လို့သိရပါတယ်တိုင်းစစ်ဌာနချုပ်များ မျိုးများစွာဆုံးရှုံးအရင်းနှင်းခဲ့ချိန်မှာဘာမှမဖြစ်သလိုပွဲတက်ပြနေတဲ့စစ်ကောင်စီကအခုလည်းအိမ်တွင်မပြတ်ခိုက်ထုတ်နေတော့လဲငလျင်တန်းကြောင့်စစ်ဘက်အဆောင်များထိခိုက်မှုတပ်ဖွဲ့ဝင်များတည်ကြည်တံရရမှုတွေကြောင့်ထိခိုက်မှုကိုရှောင်လွှဲလို့မရနိုင်ပါဘူးလက်ရှိစစ်ကောင်စီနဲ့စစ်တပ်ရဲ့ဝက်ဘ်ဆိုက်တချို့မှာအခုတိုင်ပြန်လဲ အလုံးမလုံးနိုင်သေးတာကိုတွေ့ရပါတယ်ဒီအချက်ကစစ်တပ်ရဲ့အရေးပါတဲ့စက်သွင်းရေးဖိုက်ဘာစက်ကြောင်များပြတ်တောက်ခြင်းကြောင့်ဖြစ်ပြီးစစ်ရုံးနဲ့တိုင်းစစ်ဌာနချုပ်တွေအကြားလုံခြုံရေးစိတ်ချရတဲ့စက်သွင်းရေးလမ်းကြောင်းကိုထိခိုက်တယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်ဒါကြောင့်စစ်တပ်ကသတ်မှတ်ထားတဲ့စစ်တုံးစိဘတ်ဂျက်ထက်စက်ငွေဘီလီယံပေါင်းများစွာပို့တိုးပြီးသုံးဆွဲရတော့မှာဖြစ်တယ်လို့နေပြည်တော်လုံခြုံရေးတပ်လွဲပုံမအဖြစ်ရတော့မှာဖြစ်ပါတယ်ငလင်းကြောင်းတိုင်းပြည်စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအနှုံးလက္ခဏာပြမှုကိုရင်ဆိုင်ရမယ့်အချိန်မှာစစ်တုံးစိထပ်တိုးရမှာဖြစ်ပြီးဘတ်ဂျက်အကျပ်တေးချုံရမှာတည်ကြတယ်လို့ဖြစ်ပါ ါတယ်။သခိုင်းငလင်ကြောင့်စစ်တပ်ဘလောက်ထိထိခိုက်မှုရှိရဲဆိုတာကိုအတိအကျတွက်ချက်ဖို့ခက်ခဲနေတော့လဲ။သခိုင်းငလင်ကစစ်တပ်အတွက်ထိုးနှက်ချက်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ညင်းလို့မရတာကအမှန်တရားဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။